ားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးအားကျွန်တော်တို့ဆက်တလပိုင်းမှာတွေ့ကြုံလာမယ့်တရင်းတွေသားသမီးတွေရဲ့ကံအဆိုးကောင်းတွေကိုသုံးသပ်ဟောကြားပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်မိတ်ဆွေအားဘေးရင်ကိုယုံကြည်မှုအတိုင်းအတာတစ်ခုရှိတယ်ဆိုရင်ဒီတလတာမှာကိုယ့်ရဲ့ကံအဆိုးကောင်းလေးတွေကိုသိရှိဖို့အတွက်ဒီဗီဒီယိုလေးကိုဆုံးနဲ့တည်ကြည့်ပေးပါမိမိဟာတနင်္ဂနွေသားသမီးတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကံအသက်ကြောင့်ဒီကိုသိရှိဖို့အတွက်ဒီဗီဒီယိုလေးကိုကြည့်ရှုခြင်းအပြင် ကိုယ့်ရဲ့ဆောင်းရွက်ရှောင်းလမ်းတွေကိုတည်ရှိကိုရလာမှာဖြစ်ပါတယ်။ကျွန်တော်ကတော့အဘမင်းငါဒီပဲဆရာဆောင်တော့ဖြစ်ပါတယ်။မိတ်ဆွေတွေကိုအမြဲတမ်းဗီဒီယိုရတရားနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးကြခြင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတည်ရှိကိုရမှာဖြစ်ပါတယ်။အဲ့တော့စတင်ပြီးတော့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေရဲ့ကံအစိုးကောင်ကိုတုံးသက်ပြီးတော့ဟောကြားပေးအောင်။နံပါတ်1အနေနဲ့စီပွားရေးကိုပိုင်လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်တဲ့ အပိုင်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ်။ဒီကလားတွေမှာစီးပွားရေးကိစ္စအင်းနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမှုတွေများစွာကျွန်တော်တို့ပြုလုပ်နေရတတ်တယ်။အလောက်ကငွေဝင်တာမဟုတ်ပဲနဲ့ငွေစိုက်ထောက်မှုတွေအမှန်တမ်းများနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အလန်းကျဲအလေလက်ဆိုတဲ့အတိုင်းမျိုးပေါ့နော်။ကို့အနေနဲ့ လုပ်ငန်းတွေမှာယင်းနှိမ့်နှံမှုတွေငွေကြေးစိုက်ထုတ်မှုတွေအမှန်တမ်းများနေတဲ့ကာလဖြစ်တယ်။ဒါကြောင့်မို့လို့လုပ်ငန်းကိစ္စအင်းနဲ့ပတ်သက်ပြီးအကျိုးမြင့်တင်တာတွေလည်းရှိကောင်းရှိလာနိုင်တယ်။လုပ်ငန်းကနေငွေပြန်ရဖို့အတွက်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခုလုပ်ငန်းတွေကိုပဲကျွန်တော်တို့အစာခွန့်နေရတယ်ဗျာထည့်နေရတယ်လုပ်ငန်းကနေစငွေပြန်ရလာဖို့အတွက်ခက်ခဲတဲ့အချိန်တွေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒီလိုကာလမျိုးမှာမိတ်ဆွေအနေနဲ့အပေါင်းအသင်းမှာမိတ်ဆွေအမှစီးပွားရေးနဲ့ပတ်သက်ပြီးမိတ်ဆွေအပေါင်းအသင်း လွယ်မမှုတွေကြောင့်ဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မလို့အတက်နိုင်ဆုံးကိုကြမ်းကျင်တဲ့အလုပ်တွေကိုတက်မြောက်ထားတဲ့အလုပ်တွေကိုပဲဦးစားပေးပြီးလှုပ်ဆောင်မယ်ဆိုရင်ကိုတို့ကပုံမှန်ပြီးတော့ခေါင်းမုံနေတဲ့အချိန်တွေပိုင်းခြားတခုဖြစ်ပါတယ်။ဒီကလာမှာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးထဲ့လီထဲ့လီငွေပို့ပို့ပြီးတော့နှစ်သွားတဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့ဖြစ်နိုင်ခြင်းနဲ့ဖြစ်တဲ့ခြင်းကိုသုံးသပ်ပြီးတော့ချင့်ချိန်ပြီးတော့ငွေကြေးကိုစိုက်ထုတ်ပြီးတော့ထည့်ပါ။လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအကျွေးမြည်တွေများနေတယ်ပါတယ်။နောက်တစ်ချက်ကတော့ တနင်္ဂနွေသားသမီးတွေရဲ့ကျန်းမာရေးကိစ္စနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကလာမှာကျွန်တော်ဘိုက်အောက်တာဘိုက်နာတာမျိုးဥကောင်းမူးမော်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့မကြခဏဆိုလို့ဖြစ်ပေါ်တတ်ပါတယ်ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့နေကောင်းလားဆိုတော့လဲထိုက်လျောက်တော့နေကောင်းတယ်ဒါပေမဲ့ကျန်းမာလားဆိုတော့လဲမကျန်းမာဘူးဆိုလိုတာကဒီလိုပါအာကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အနှဲငယ်ချူချာနေတဲ့ကာလအပိုင်းကြတခုဖြစ်ပါတယ်အနှဲငယ်ချူချာနေဆိုတာယောဂကြီးကြီးမားမားဖြစ်တာမျိုးမဟုတ်ဘဲနဲ့ဥမာနှာစိတာမျိုးချောင်းဆိုးတာမျိုးခဏခဏဆိုလို့ဖြစ်ပေါ်နေတတ်တယ်စိတ်တောက်လိုက်ပျောက်သွားတယ်နောက်မကြမကြပြန်ဖြစ်တယ်ပေါ့ဗျာဒီလိုအပိုင်းချမျိုးပြောတာဟိုကုလိုမရတဲ့ယောဂမျိုးယောဂကြီးမားဖြစ်တာမျိုးဆိုလိုတာမျိုးမဟုတ်ဘူးဖြစ်နေတဲ့ယောဂကုသလိုက်ပျောက်တယ်ပြန်ပြီးနေလိုက်တယ်ပြီးရင်ပြန်ဖြစ်တယ်စတာဖြစ်ပေါ့နော်နည်းနည်းလေးကျမ်းမာရေးချူချာတာမျိုးတွေဒီကာလတွေမှာတွေ့ကြုံလာတတ်တဲ့ဂရုစိုက်နေထိုင်ဖို့တော့လိုအပ်ပါလိမ့်မယ် နောက်ချက်ကတော့တရင်ငွေသားသမီးတွေရဲ့ငွေကြေးကိစ္စဖြစ်တယ်ဒီကလာတွေမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးစောင်းနာတော့ကလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးကုန်ဆုံးမှုများတယ်လို့ကျွန်တော်ပြောထားတဲ့အတွက်ကြောင့်ဒီကလာမှာငွေကြေးဟာကိုယ်အနေနဲ့ဘလောက်ပဲရှာကြလောက်ကမှုအမှန်အားနေပါတယ် လုပ်ငန်းကိစ္စတွေတခြားလူမှုရေးကိစ္စတွေငွေကုန်စရာတွေအရန်များနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ်။တနည်းအားဖြင့်ပြောရင်တော့ငွေအထွက်များနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။တော့ကံကောင်းတာတစ်ခုကတော့ကိုယ့်ရဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအခက်အခဲဖြစ်လာတဲ့အဆင်မပြေဖြစ်လာတာရှိတယ်ဆိုလို့ရှိရင်ကုညီတဲ့လူ၊ချီးတဲ့လူဒါမှမဟုတ်ကိုယ့်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖို့အတွက်လမ်းကြောင်းပေးတဲ့လူ၊အကြံဉာဏ်ပေးတဲ့လူတွေနဲ့တွေ့ကြုံရတယ်။ဆိုတော့ငွေကြေးတော့မမြဲဘူး။ဒါပေမဲ့ငွေရှာတဲ့အခါမှာ အထောက်ပံ့တွေများစွာရရှိနေတဲ့ကာလအပိုင်းကြားတခုရလာတဲ့ငွေကတော့တခြားလုပ်ငန်းမှာရင်းနှီးမြှုပ်နှံနေပြီးတခြားကိစ္စမှာပြီးကုံဆုံးသွားတာမျိုးတော့ဖြစ်နေမယ်တို့တော့ငွေရှာဖို့အတွက်ကတော့အခွင့်အလမ်းကောင်းနေဒီလိုကာလမျိုးမှာရှိနေတယ်မိတ်ဆွေအပေါင်းအသင်းကောင်းတွေရဲ့အကြံပေးမှုတွေတောင်းပေါ်ကိုငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီး site တောက်တာမျိုးချီးတာမျိုးဆိုတဲ့လူတွေကဒီရှိနေတဲ့အတွက်ကြောင့်ငွေရှာဖို့တော့မခက်ခဲဘူးဒါပေမဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးမြဲမြံဖို့အတွက်တော့ဖက်ခဲနေတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမဲ့တနင်္ဂနွေသားသမီးတွေရဲ့အခြေအကျိစ္စဖြစ်ပါတယ် တရင်းတွေသားသမီးတွေဒီကာလမှာအခြေအကိစ္စမှာအမတန်ကိုယ်နေနဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအခြေအကိစ္စမှာစိတ်အနှောက်အယှက်တွေကြုံတွေ့နေရတတ်တယ်နောက်တစ်ခါကျရင်ကျွန်တော်တို့အပူတော့ကတွေနဲ့ကျွန်တော်ကြုံတွေ့နေရတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်အခြေအကိစ္စမှာပျော်ရွှင်မှုနည်းပါးနေတဲ့ကာလအပိုင်းခြားတစ်ခုကိုဖော်ပြနေခြင်းဖြစ်တယ်အတုဘက်ကိုဘက်နားလည်မှုပွဲလွှဲတာမျိုးတွေသဘောထားမတိုက်ဆိုင်မျိုးတာသဘောထားမတိုက်ဆိုင်တာတွေကြောင့်အခြေအကိစ္စတွေမှာနည်းနည်းလေးဒီကာလတွေမှာအဆင်မပြေဖြစ်မှုတွေနဲ့ ကျွန်တော်ကြုံတွေ့နေရတဲ့ကာလအပိုင်းခြားတစ်ခုလို့အနေနဲ့ကျွန်တော်အနေနဲ့တောင်းတပြီးဟောကြားပေးရှင်းတယ်နောက်တစ်ချက်ကတော့အခြေအကိစ္စမှာမလိုလားအတက်မလိုလားအတက်ပြင်ပကနေရှင်းအဲကျွန်တော်တို့တိုက်ခိုက်မှုတွေဒုမဟုတ်ပြင်ပကနေတွေးတောလှုပ်ဆောင်မှုတွေအပြင်လူတွေတော့အပြင်လူတွေစကားကိုယုံပြီးတော့ဒါမှမဟုတ်လို့ရှိရင်အဲ ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းစကားတွေကိုယုံပြီးတော့အခြေအကျိစ္စတွေမှာနားရောက်တာမျိုးတွေတက်ပေါ်တက်ပါတယ်။ဥပမာဆိုကြပါဆိုပြဘယ်လိုပြောမလဲဆိုတော့အော်မကိုယ့်ရဲ့ချစ်သူကရက်တောက်တော့မကြိုက်ဘူး။ဒါပေမဲ့ကိုကကိုယ့်တငယ်ချင်းကိုချစ်လို့ပဲဖြစ်ကိုယ့်တငယ်ချင်းအစွဲကောင်းလို့ဖြစ်ရက်တောက်တောက်တယ်။အဲ့ကကြာချစ်သူနဲ့အဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ဆိုတော့အာဒီ relationship တစ်ခုမှာမလိုလားတဲ့ဘေးပတ်ဝန်းကျင်တွေကြောင့်လည်းအာအဆင်မပြေမှုတွေပေါ်ပေါ်လာတတ်ပါတယ်။ဒါလေးကိုတော့နည်းနည်းခရီးဆိုင်ဖို့တော်လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့တွေ့ကြုံလာမယ်ကျွန်တော်တနင်္ဂနွေသားသမီးတွေရဲ့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ တာသမီကြောင့်စိတ်ညစ်ရတာမျိုးစိတ်ရှော့ရတာမျိုးဒီကာလမှာပူပင်ရတာမျိုးစိုးရိမ်ရတာမျိုးတွေ့ကြုံလာတတ်တယ်တာသမီရှိနေတဲ့လူတွေဒီကာလမှာပူပင်တော့ကရောက်ရှိတတ်တယ်တာသမီကြောင့်ပူပင်ရတာမျိုးတာသမီကြောင့်တော့ကရောက်ရတာမျိုးတွေဒီကာလမှာတွေ့ကြုံလာမယ့်အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်နေရာထိုင်ခင်းပြောင်းလဲအိမ်ပြောင်းလဲအခက်အခဲတွေဖြစ်ပေါ်တတ်ပါတယ်စိတ်တွေရှေ့ရောက်နေတဲ့ဖြစ်ပေါ်လာတာတွေကဖြစ်ဖြစ်ချင်းဖြစ်ပေါ်တယ်ကိုဖြစ်ချင်တာတွေအများကြီးဖြစ်လာတာနည်းနည်းလေးဒါကြောင့်မလို့စိတ်အလိုမကျမှုတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အိမ်တော်ဘက်တွေကိုယ့်ရဲ့မိသားစုတွေနဲ့ပြောဆိုတဲ့အခါမှာ စိတ်အလိုမကျမှုတွေဒေါသထွက်မှုတွေကျွန်တော်တို့ဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်လူကြီးသူမတွေနဲ့လူကြီးသူမဆိုတာကိုယ့်အဖေမိသူ့အဖေမိရောက်ခရီးရောက်ခမစတာဖြစ်ပေါ့နော်ကိုယ့်ရဲ့ဆရာသမားတွေနဲ့စကားပြောတဲ့အခါမှာဆိုရင်လို့ရှိရင်လည်းမထင်မှတ်ထားတဲ့အရာတွေကနေစင်သူတို့ကနေစင်ကိုယ့်ကိုအထင်လွဲတာအမြင်လွဲတာဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာရနိုင်ပါတယ်ဒါတစ်ချက်ပေါ့နော်ပြီးတော့မဖြစ်နိုင်ဘူးတိတိရင်နဲ့ကိုစွတ်လုတဲ့ကိစ္စတွေပေါ့နော်အာဒီအိမ်တော်ကြီးကိစ္စမှာမဖြစ်နိုင်ဘန်တိရတဲ့အတိုင်းကိုကိုယ်တိုင်လည်းတိရတဲ့အတိုင်း ဟိုဘယ်လိုကောင်းမလဲခေါင်းပါတာမျိုးပေါ့နော်အဲခေါင်းပါကိုကပဲဖြစ်ဖြစ်ကိုရဲ့အိမ်တော်ဘက်တွေပဲမဖြစ်နိုင်တာတိတိနဲ့ခေါင်းပါပြီးတော့ဇွတ်တရုတ်လုံဆောင်တဲ့ကိစ္စတွေပါအိမ်တော်ကြီးကိစ္စတွေမှာပြိပကဖြစ်တာမျိုးအဆင်မပြေဖြစ်တာမျိုးတွေတွေ့ကြုံလာတတ်တယ်ဒါလေးကိုတော့နည်းနည်းလေးခရီးဆိုင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်နောက်ချက်ကတော့ကြုံတွေ့လာမယ်ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီကာလမှာအလုပ်ပြောင်းဖို့ရွှေ့ဖို့အတွက်စိတ်ဖြစ်ပေါ်နေတတ်တယ် လက်ရှိရှိနေတဲ့အလုပ်ကနေကောင်းတဲ့အလုပ်ကိုပြောင်းချင်တာဖြစ်လက်ရှိရှိနေတဲ့နေရာနေတခြားတဲ့နေရာကိုပြောင်းချင်တာပဲဖြစ်လက်ရှိရှိနေတဲ့နေရာမှာစိတ်ရှုပ်ရှားတယ်များပြီးတော့တခြားအလုပ်တစ်ခုကိုပြောင်းချင်ရွှေ့ချင်တဲ့စိတ်တွေပေါ်ပေါက်နေတယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားဇဝေစွာဖြစ်နေတဲ့ကာလအပိုင်းခြားတစ်ခုလည်းဖြစ်တယ်ဆိုတော့ကောင်းသည့်ဖြစ်ပါစေဆိုးသည့်ဖြစ်ပါစေဝန်ထမ်းတွေဒီကာလမှာအခွင့်အရေးတွေနှစ်ကြိမ်ကြုံတွေ့လာရတယ်နော်ဆိုတော့ဟိုတခြားကောင်းနေတဲ့အလုပ်တစ်ခုကလည်းကိုယ့်ဟိုဘယ်လိုခေါ့မလဲ ဆက်တွယ်လာတာမျိုးခေါ်တာမျိုးတွေလည်းဖြစ်တယ်ဒီလောက်ကိုလက်မလွတ်နိုင်ဟိုဟိုလောက်ကိုလည်းသွားရမှာလုခေါမလဲဟိုလောက်ကိုလည်းမသွားရဲဒီလောက်ကိုလက်မလွတ်နိုင်စသဖြင့်စိတ်စပွေစပွားဇနိုးစနောက်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာရမယ့်ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့အလုံးလုံးတဲ့ခါမှာလည်းကိုယ်အနေနဲ့ပြီးပြတ်မှုအားနေတယ်ဆိုတော့စိတ်ထဲမှာအလုံးမနှစ်နိုင်တဲ့အတွက်ကြောင့်မို့တချို့တော့မလိုလားတဲ့အမှားယွင်းမှုမျိုးတွေလုပ်ငန်းကိုယ်ပေါ်မှာဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့ပေါ်ကင်ဘက်တီအထက်လူကြီးတွေနဲ့ကျွန်တော်တို့အဆင်မပြေဖြစ်တာတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာတတ်ပါတယ် အထူးသဖြင့်ကတော့ကိုယ့်ရဲ့စိတ်ရကိုယ့်ရဲ့အလုံးမှာအာ PPCC တည်တည်ချာချာမလုံနိုင်တဲ့ကာလအပိုင်းဂျာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းကိစ္စတွေမှာအမှားယွင်းများစွာကြုံတွေ့လာရနိုင်တယ်။ဒါကြောင့်လို့နည်းနည်းလေးကယူဆဖို့အတွက်လိုအပ်ပါတယ်။အဲ့တော့တလတာမှာကျွန်တော်တို့တနင်္ဂနွေသားသမီးတွေကံကောင်းနေတဲ့အကြောင်းအဝါရောင်အညိုရောင်အစိမ်းရောင်အားကောင်းနေတယ်။တလတာမှာကျွန်တော်တို့တနင်္ဂနွေသားသမီးတွေကံကောင်းနေတဲ့ခဏနံပါတ်6ခဏအားကောင်းနေနံပါတ်7ခဏအားကောင်းနေနံပါတ်5ခဏအားကောင်းပါတယ်။ အဲ့တော့ဒီတလတာမှာတနင်္ဂနွေသားသမီးတွေအစမပြေမှုတစ်ခုဖြစ်တယ်ဆိုရင်ရေရရချေချင်တယ်ဆိုရင်ကိုယ့်ရဲ့နေအိမ်ဖျားမှာကိုယ့်ရဲ့နေအိမ်ဖျားចောင်းဆောင်မှာရှိနေတယ်ဖျားကိုပဲအုံနှုတ်ခေါက်ဆွဲလှူဒန်းပေးပါကိုယ့်ရဲ့မွေးနေ့ဖြစ်တဲ့တနင်္ဂနွေနေ့မှာပဲအုံနှုတ်ခေါက်ဆွဲမျက်စောပြအောင်လှူဒန်းပေးခြင်းအဖြစ်ကိုယ့်ရဲ့တနေ့တာကံအခိုက်ညံ့နေပြပြောက်စေပါတယ်တကယ်လို့တနင်္ဂနွေသားသမီးတွေဒီကာလမှာကိုယ့်အနေနဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစမပြေတာတစ်ခုရှိရဲ့ ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးခက်ခဲတာတခုရှိတယ်ဆိုရင်ဖျားရှိကိုဗီတိုင်းဖျားရှိကိုဗီတိုင်းကိုယ့်ရဲ့ကိုယ်ဆောင်နှက်ကိုမြေတာပို့ပါကိုယ့်ရဲ့အိမ်ဆောင်နှက်ကိုတကြတနာမြေတာပို့ပါငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေရရှိလာပါလိမ့်မယ်အားလုံးတော့ကျွန်တော်ရဲ့တင်းငွေသားသမီးကြီးကိုကြီးချမ်းမကျင်စိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းနေပဲကျွန်တော်ရဲ့ဒီဗီဒီယိုကိုဒီမှာပဲညနာခွင့်ပြုပါခင်ဗျာ